တောင်တဆိုတာကိုတချို့ကအကောင်းလုပ်နေကြတယ်เนาะငါဘယ်တော့မှတောင်တမရဘူးဆိုတာသူကခုံရှိတယ်ထင်ပြီးပြောနေကြတယ်ဒီမှာတော့သုံးတာအနုတပါလို့စိတ်ပူเสียချွတ်တင်လုံးမဲ့ဟာတွေလုံးမထားလို့နောက်ပိုင်းကျတော့မလုံးမိတာမှားလိုက်တာလို့ထင်တာကိုနောင်တပူပန်တယ်လို့ခေါ်တာ ဘုရားဆရာဘိမာတော့နောင်တပူပန္နာနောင်တရတာဆိုတာနဲ့တခြားစီပေါ့နောင်တပူပန္နေဆိုတာနောက်မှဘာမှလုပ်လို့မရတော့ဘူးဆုံးရှုံးမှုနဲ့ကြုံရရတယ်အဲ့ဒါနောင်တပူပန္နေလို့ခေါ်တာကုတ်ကုတ်ဆာလို့သုံးတာဝရိပေါ့အဲ့ဒါနောင်တပူပန္သူတို့ကနောင်တရတယ်ဆိုတာကြတော့တတိတရားရတာကိုပြောတာအတိတရားရတာကိုပြောတာ နောင်တမရဘူးဆိုတဲ့သူကဘာကိုပြောတာလဲငါလှုပ်ချင်တာပိုက်ချာရှိဆက်မိုက်မယ်ဆိုတဲ့သူဒီလိုအိဗယ်မျိုးရောက်နော်လှုပ်ချာရှိဆက်လုံးမယ်ငါမားတယ်လို့ဘယ်တော့မှမယူဆဘူးဆိုတဲ့ဟာဒီအပြောမျိုးတွေကိုခုကခုံရှိတဲ့ထင်ပြီးပြောလာကြတာလေးရှိပေါ့ငါဘယ်တော့မှနောင်တမရဘူးဆိုတာကိုလို့တော့မားတယ်လို့မသိဘူးအမှန်တော့ပဲထင်ပြီးတော့လှုပ်ချာရှိဆက်လုံးမယ်ဆိုပုံစံမျိုးပေါ့နော်အဲ့တော့ဘယ်ဟာပဲဖြစ်ဖြစ် အမှားနဲ့အမှန်ဆိုတာရှိတယ်အမှားလုပ်ပြီးရင်ကိုယ့်ဟာကိုယ်မှားတယ်လို့ပြောရမှာအမှားလုပ်ပြီးအမှန်ထင်နေတယ်သူကလူပိုက်ဖယ်မှားလို့အလူပိုက်ကလည်းသူ့ကိုယ်သူဘယ်တော့မှလူပိုက်လို့မပြောဘူးကျွန်တော်ကလူကောင်းမှသူတို့ကြောင့်ကျွန်တော်မိုက်ရတာပါဖြစ်သွားအဲ့လိုလူတွေခုတ်ခဲ့လဲပေါ်တယ်ဗျာ။နိုင်ငံထဲမှာရှိတယ်။ငါဘယ်တော့မှနောင်တမရဘူးဆိုတဲ့လူတွေရှိတယ်။ တော့နောင်တဆိုတာကောင်းတာလုပ်လို့နောင်တရတာဘယ်ရှိပါမလဲဥမာငယ်တော့ကြိုးစားလို့စီးပွားတွေအောင်မြင်ပြီးတထေးဖြစ်တယ်ဘာနောင်တရရလို့လို့လဲနောင်တဆိုတာနောင်မတန်းတပြီးတော့စိတ်ထဲမှာဟိုမချစ်မရဲဖြစ်တာမှနောင်တလို့ပြောမှာပေါ့ဟုတ်တယ်မလားနောင်တဆိုတာနောင်ကြမှာဟိုတန်းတရတဲ့ဟာကိုနောင်တလို့ခေါ်တာ အဲ့ဒါလေလွယ်မားစွာအတိတ်ပဲတွေနားလဲနေကြသလားမသိပါဘူးရှေးလဲရေးကြတယ်ပြောလဲပြောကြတယ်ဒါဘယ်တော့မှနောင်တမရဘူးဆိုပြီးတော့အဲ့တော့ဘယ်တော့မှနောင်တမရတဲ့သူကကိုကျိုးစားလို့ပညာဓာတ်ကြီးဖြစ်နေဘယ်တော့မှနောင်တမရဘူးလေငါဆရာဝန်ဖြစ်အောင်လုပ်ပြီးတော့မှားတယ်လို့သူကပြောမှာမဟုတ်ဘူးငါငယ်တော့စီးပွားရှာနံပါတ်1တထီးဖြစ်သွားတယ်အဲ့တထီးဖြစ်ရကောင်းလားဆိုနောင်တရတဲ့လူရှိရော